ူတော်များများမှဆိုလို့ရှိရင်တင်းတိုက်တွေကြောင့်အရန်ကိုမစိတ်ညစ်နေကြတယ်တကယ်လို့တင်းတိုက်တွေကိုတက်တာစိတ်ပိုးဆိုလို့ရှိရင် GBO လေးကိုအဆုံးထိကြည့်သွားပြီနော်တကယ်လို့ဒီတင်းတိုက်တွေဖြစ်စေတဲ့အကြောင်းရင်းတွေကိုတက်တာစိတ်ပြီးတော့အိမ်တွင်ထုထုံးများကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါနော်ဝီရဲ့ sharing channel ကနေပြီးတော့ပြန်လေးဆွေးနွေးလိုက်ပါတယ်နော် ပင်တိုက်ဆိုတာကပါလဲဆိုတာကိုအရင်ပြောပြပြီးမှဖြစ်ပါတယ်နော်ပင်တိုက်ဆိုတာကအသားရေအရောင်ပြောင်းလဲသွားတာကိုပြောတာပါနေရောင်နဲ့ထူးထူးမှုများပြီးတော့မျက်နှာကအစိုက်ပိုင်းမျိုးစီမှာပေါ့နော်မိခိုးရောင်ဒါမှမဟုတ်ရင်အမျိုးရောင်အကွက်တွေဖြစ်လာတာပါဒါကအရေးပြတ်တာမျိုးလို့လည်းပြောလို့ရတာပေါ့နော် ထိခိုက်အန္တရာယ်ဖြစ်စေတာမျိုးတော့မရှိပါဘူးเนาะစင်းစိုက်တွေကမိနှာပေါ်မှာပြီးလို့ရှိရင်နှစ်ခုပါမင်းစိနှကောင်းနဲ့ဒီအပေါ်နှခမ်းတဝိုက်မှာဖြစ်တတ်လေးရှိပါတယ်เนาะဒါဆိုလို့ရှိရင်စင်းစိုက်ကဘသူတွေမှာဖြစ်များဆုံးလဲဆိုလို့ရှိရင်လူတိုင်းမှာဖြစ်နိုင်တယ်ပြီးလို့ရှိရင်အစာညိုတဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်အပေါ်ပြီးတော့ဖြစ်လေးရှိရပေါ့เนาะ အကြောင်းရင်းကတော့စင်တိုက်ဖြစ်ရတာကမဟော်မုန်းမှုကြောင့်လို့လည်းပြောလို့ရတာပေါ့နော်စင်တိုက်ကတော့အများတော့အားဖြင့်သမီးသားဆွေတောက်နေတဲ့သူရဲ့ပြီးလို့ရှိရင်ကိုယ်သားမျိုးသမီးတွေရဲ့တွေးဆုံးခံနေအမျိုးသမီးတွေရဲ့ပြီးလို့ရှိရင်ဒီတွေးဆုံးခံနေမျိုးသမီးတွေမှာပုံပြီးတော့ဖြစ်သက်စေပါတယ်နော် ဒါဆိုလို့ရှိရင်ဘာတွေကများပြင်းတိုက်ကိုဖြစ်စေလဲဆိုလို့ရှိရင်ပြင်းတိုက်ဖြစ်စေတဲ့အကြောင်းရင်းကတော့အပြင်းပြင်းကြကြတော့အခုရှိမသိရတယ်ပေါ့နော်အများဖြစ်များတယ်လို့ယူဆတဲ့အကြောင်းရင်းတွေကတော့အသားရောင်ပေါ့နော်အသားညိုတွဲပြီးမှအရောင်ရည်တဲ့ပြီးမှပြီးလို့ရှိရင်အသားဖြစ်တဲ့ပြီးမှဆိုလို့ရှိရင်ပြင်းတိုက်ဖြစ်နိုင်စေရပုံများတော့ပေါ့နော်ပြီးလို့ရှိရင်ဟော်မှုန်ပေါ့နော်အရေးကြားတွေကိုဒီဟော်မှုန်တွေကြောင့်အလွယ်တူထိခိုက်စေနိုင်ပါတယ်နော် အောင်မှုနေပါတဲ့ဒီသားစေးတွေပေါက်စေးတွေကိုစောင်းတာတွေသေဆုံးခဏချိန်နေမှာဆိုလို့ရှိရင်ဟော်မုန်တွေကဟော်မုန်တွေကပြောင်းလဲနေတာကြောင့်ဒီပင်တိုက်ကိုပို့ပြီးဖြစ်စီပါတယ်နော်နောက်တစ်ခုကတော့နေရောင်နဲ့ထိတွေ့တာများတာသဆုပ်လူတွေဆိုလို့ရှိရင်ခန်းလွန်ရောင်စီတွေကအရေးကြရဲ့မဲလာနင်ထုတ်လုပ်မှုတွေကဘာနာနာကိုမြေတက်စီပြီးတော့အရေးကြကိုသဆုပ်နေရာတွေမှာရောင်ချက်ပြီးတော့ပစ်စီတွေပို့ပြီးဖြတ်စီရပေါ့နော် ဘာသာမို့လို့တခြားအကြောင်းရင်းတွေကတော့ဖြစ်သင့်တဲ့ဖြစ်စိတ်နဲ့အကြောင်းရင်းမှဆိုလို့ရှိရင်စိတ်ရှိရှိမှုများတဲ့တူတွေတိုင်းဆွမ်းရကဖြစ်နေတဲ့တူတွေဆိုလို့ရှိရင်ပုံပြီးတော့ဖြစ်စိတ်နိုင်ပါတယ်နော်။အဲဆိုလို့ရှိရင်သင်တိုက်ကိုအိမ်တွင်းပေါ့နော်။စုဖုံးများကိုတက်တာစေနိုင်တဲ့အဲ့ဖြစ်စီကကြတော့ပေါ့နော်။ရှားဆောင်တစ်ပတ်ပေါ့နော်။ရှားဆောင်တဲ့ပတ်ဖြစ်ဖြစ်ဖြစ်ကြလိတာဖြစ်ဖြစ်ပေါ့နော်။ရောင်ရမ်းမှုကိုသူကတက်တာစေနိုင်ပြီးတော့အည်ပြားကိုအစူတက်ထိုက်ပေးနိုင်တယ် ကိုဆောင်မိခင်တွေလည်းအသုံးပြုပေးလို့ရကြလို့ပြီးတော့ရှိရင်ခရမ်းနှင်ကြီးအောင်တန်ကန်နေပြီးတော့လည်းကာကွယ်ပေးလို့ရတာပေါ့နော်အရေးပြားကိုလည်းအပင်ပိုင်းဖြစ်သူကအားဖြစ်ပေးနိုင်ပါတယ်နောက်တစ်ခုကကြတော့နနွင်းပေါ့နော်နနွင်းမှာဆိုလို့ရှိရင်အယောင်ကိုကျစေနိုင်ပြီးတော့ဘက်တိုဆန်းကြီးနဲ့ပစ္စည်းတွေကျေဝရပါဝင်တဲ့အတွက်ကြောင့်မို့အစာရည်ကိုကျမ်းမာစေပြီးတော့အင်းဘက်ကိုလည်းအထောက်အပံ့ပေးနိုင်ပါတယ်နော် ဖျန်းလို့ရောင်ကြည့်တော့မယ်လနင်ဖတ်ရှိကကိုလည်းဟန်တာပေးပြီးတော့အရေးပြားမှလည်းတင်းတိတ်ပါဝင်အရေးပြားပြဿနာတော်တော်များများကိုလည်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်နော်နောက်တစ်ခုကကြတော့ခရင်ချင်းပြီးနော်ခရင်ချင်းပြီးကအနှစ်ကလည်းနေရဖြည့်သွေးမှုကြဖြစ်တဲ့သင်းတိုက်တူကိုလည်းတတ်တာစေနိုင်တယ်သူကလည်းဖောက်စုပေးနိုင်ပါတယ်နော်ခရင်ချင်းပြီးမပါတဲ့ဒီအရေးပြားခရင်လူရောင်ကြည့်ကြခွတ်တဲ့ဆက်စည်းတာမျိုးတွေမဖြစ်နိုင်အောင်လည်းကာကွယ်ပေးတယ်နော် ရန်တင်ဒီရဲ့အနှစ်နဲ့ဘန်လုံစီကိုရောဆက်ပြီးတော့တပတ်ကိုနှစ်ကြိမ်နဲ့ဆက်ဖွားပွားလေးလိုင်းပေးလိုက်ရုံနဲ့တက်တာစီနိုင်ပါတယ်နော်။နောက်တစ်ခုကကြတော့တမရရီနော်။တမရရီကအယောင်ချစေတာကြောင့်ပင်းပိတ်တက်တာစီကိုထောက်ထပ်ပေးနိုင်ပါတယ်နော်။တမရရီကိုရေနဲ့ဆက်ပြီးရောပြီးတော့တင်းတိုက်ဖြစ်တဲ့နေရာကိုလိုင်းပေးနိုင်ပါတယ်နော်။တကယ်လို့အရေးပြားထိခိုက်ွယ်စုမစုံတော့ဒီနည်းကတော့အဆင်မပြေနိုင်ပါဘူးနော်။ ဒီမှာကနီလန်းတွေဖြစ်နေပြီမဲ့အရေးပြားမှာအသုံးပြုမှုဆိုလို့ရှိရဲ့အနည်းငယ်စမ်းကြည့်ပါနော်။ပေမသုံးပါ။တခုတင်းပိုက်တွေကခူပါရခတ်တာကြောင့်အင်းင်းကုထုံးတွေကိုပဲအာမကူပဲနဲ့အရေးပြားဆရာဝန်တွေနဲ့လည်းပြသဖို့အသက်ပြင်ပါတယ်နော်။ ။ဒါဆိုလို့ရှိရင်အသိမဲ့တွေကိုတက်တာစေကိုဆိုလို့ရှိရင်ဒီနည်းနဲ့အိမ်တွင်းပြုထုတ်ပြုသလိုနိုင်ပါတယ်နော်။ကဲဒါဆိုလို့ရှိရင်ဝိရောရဲ့အိမ်တွင်းတဘာဝနည်းတွေကိုအများအားမျှဝေပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel လေးကိုနေပြီးနဲ့ subscribe လေးနှုတ်ကြပေးဖို့မမေ့ပါနဲ့နော်။